အလုံးမင်းမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေဒီညကနေပြီးတော့စုမုံအောင်တောင်းပေးလိုက်ပါတယ်။အဲ့တော့ဒါကျွန်တော်ဒီနေ့မနက်မှာဒါတော့မနက်ပိုင်းသတင်းတွေကိုဒါကျွန်တော်တို့ Manchester United သတင်းတွေကြီးပဲတောင်ပေးထားသလိုတောင်ဖြစ်သွားပြီ။အဲ့တော့ဒါကျွန်တော်ဒီ International break မှာဒါမနက်ပိုင်းတွေတော်တော်များများဒါ Manchester United သတင်းတွေပဲများသွားမယ်လို့ပဲမြင်တယ်ဗောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော် Manchester United သတင်းတင်နိုင်ကြည့်ပေးကြရဲ့ညီကိုဒီကုန်းလုံးလည်းကြည့်ဦးတင်ပါတယ်။ဘယ်သတင်းတွေနေတာကျွန်တော်တို့ အမြဲတမ်း viewer 8k 10k 10k ဖြစ်အောင်ကြည့်ပေးတူတယ်အများကြီးအများကြီးကြည့်တူပါတယ်ဘောနော်အဲ့တော့တကယ်တကယ် international break မှာကျွန်တော် viewer တွေအများကြီးကြာသွားပြီဖြစ်တယ်မဲ့အခုလက်ရှိမှာဒါကြာကြာ3ကျက်တာပရိနေရောက်မှာတော့တကယ်ကို viewer တွေကလက်တော်တော်လေးကိုမိုက်တယ်တော့အများကြီးကြည့်တူပါတယ်ဘောနော်အဲ့တော့ လက်ရှိမှာဒါကျွန်တော် Manchester United အသင်းနေနဲ့ကစားသမားအယောင်ကိုအခုချိန်ကလေးကစတင်ပြီးတော့အလုပ်တွေလှုပ်လာပြီလို့ပြောလို့ရမယ်ဒီမှာပါပါတယ် Manchester United အသင်းနဲ့အခုလက်ရှိကစားသမားအယောင်မှာတော်တော်လေးကို hit ဖြစ်နေတဲ့ကစားသမားတွေကိုဒါကျွန်တော်ပြောထားပြသဖြစ်လိမ့်မယ်မနေ့ကဒါ Manchester United အသင်းနဲ့ Kobe Mino နဲ့ Alejandro Garnacho ကိုဒါရောင်းချဖို့အတွက်ပြင်ဆင်နေဆိုတဲ့ဗီဒီယိုကျွန်တော်တင်ခဲ့တယ် United အသင်းနဲ့ဒီနားမှာနေရက်တက်နေမှာမဟုတ်ဘဲနဲ့ကျွန်တော်တခြားသောကစားသမားတွေကိုလည်း Lamine Nuiya ဒီမှာရောင်းချသွားဖို့အတွက်ပြင်ဆင်နေတဲ့ဆွေးနွေးထွက်လာခဲ့တယ်အဲ့တော့ဒီနေ့ တာမန်ချက်စတာယူနိုက်တက်အဓိကဒါကျွန်တော်ရောင်းသွားမယ်ကစားသမား၃ဦးရှိတယ်ဒီကစားသမားကနေမန်ချက်စတာယူနိုက်တက်အသင်းနဲ့ပေါင်တန်း၁၀၀လောက်နီးနီးပြန်ရှာသွားဖို့အတွက်ကြိုးစားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒီ၃ယောက်ကိုကျွန်တော်၃ပိုင်းပုံစံ၃ပိုင်းဆိုတဲ့ပုံစံမျိုးကျွန်တော်ခွဲခြားပြလိုက်မယ်နော်အဲ့တော့ပထမဆုံးတစ်ယောက်ကတော့ကျွန်တော် white line ရဲ့ကိစ္စပြီးရင်တော့ကျွန်တော် anthony ရဲ့ကိစ္စပြီးရင်တော့ဒါ market rush ရဲ့ကိစ္စပေါ့နော် jaden sancho ရဲ့ကိစ္စကျွန်တော်ပြီးမှပြောတော့ပါမယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်နောက်ဆုံးသတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့ white line ကိစ္စကိုကျွန်တော်နည်းနည်းလေးပြောဖို့လိုလာတယ် Rice Mumhoyland ကို Manchester United အသင်းနဲ့လက်ရှိမှာ Serie A အသင်းတွေထံကို ပြန်ရောက်မှုအတွက်ပြင်ဆင်လာတယ်ဆိုတဲ့သတင်းကတော်တော်လေးကိုတက်လာခဲ့တာဖြစ်တယ်။လက်ရှိမှာ Rice Mumhoyland နဲ့ဒါကျွန်တော်နောက်ပိုင်းပွဲစဉ်တွေမှာတကူးသွင်းတကူးဖန်တီးထားတာမှတ်မဲ United လက်ရှိဒါကျွန်တော်တို့အဲတိုက်စစ် နီးပြအဖွဲချုပ်ကလည်း rice moon hoyland ကိုတပြေးနဲ့တပြေးတာကျွန်တော်တို့အစိတ်ပြက်လာတယ်ဆိုတော့ကောလာဟာလာဆဆန်တရင်တွေထွက်လာခဲ့ဆိုတော့လုံးကြီးတလခွဲလောက်ကကျွန်တော်ဗီဒီယိုတစ်ပုတ်တင်ထားပြီးပြီးတွေ့လိမ့်မယ်ပေါ့နော်အဲ့တော့ပြောချင်တာကလက်ရှိမှာ Manchester United အသင်းနဲ့ rice moon hoyland ကိုအချိန်တစ်ခုပေးတာက ကျွန်တော်တော်တော်လေးကိုများလာခဲ့ပြီလို့သူတို့ကိုသူတို့ယူဆထားတယ်။ Rice Mountain နဲ့ခုလက်ရှိမှာဒါကြောင့် Manchester United စီရောက်တာလည်းအချိန်တိုင်းတာတစ်ခုတည်းရှိခဲ့ပြီ။ဒါကျွန်တော် potential ဆိုတဲ့ဥစ္စာကြီးကိုစောင့်နေမှာလား၊ဂိုးသွင်းတာကိုတည်ကြတာကိုလူကျင်တာလားဆိုရင် Manchester United စီကအဖြေကိုသူတို့အနေနဲ့တည်ဖို့လိုလိမ့်မယ်။ဒါပေမဲ့လက်ရှိမှာ Manchester United အသင်းရဲ့အဖြေကတော့ရှင်းပါတယ်။သူတို့အနေနဲ့ဒါကျွန်တော်ဂိုးသွင်းတည်ကြတဲ့ကစားသမားပူလူကျင်တဲ့ potential အနာဂတ်မှာကောင်းလာမယ့်ကစားသမားဆိုရတဲ့လက်ရှိသူတို့အသင်းရဲ့တိုက်စစ်မှုမှာကြက်ကြက်ခံပြီးအဆင်ပြေနိုင်မဲ့ဒါတိုက်စစ်မှုကိုလူကျင်နေဆိုတဲ့ပုံစံမျိုးက ကို United အသင်းကပြင်ဆင်နေတာဖြစ်တယ်အဲ့တော့ Rice Moon Highland ကိုလက်ရှိမှာဒါကျွန်တော်တို့ Serie A club နှစ်ခုဖြစ်တယ်ဒါကျွန်တော်တို့ Old Lady ဖြစ်တယ်ဒါကျွန်တော်တို့ Juventus နဲ့လက်ရှိမှာဒါကျွန်တော်တို့ Napoli တင်းတော့အလိုရှိနေတယ် Old Lady အသင်းကလက်ရှိမှာဒါကျွန်တော် Juventus ဒါ Juventus ကဒါကျွန်တော်တို့အဲ Rice Moon Highland တရားဝင်ဒါကျွန်တော်တို့စတင်ပြီးစကားပြောရဲဆိုရယ် Cola Hala တွေရှိမှာလက်ရှိမှာဒီ channelist တွေရေးထားတာတော်တော်များများကတော့လက်စုပ်လက်ကိုင်းမရှိဘဲဒါကျွန်တော်အခြေမြင့်မရှိတဲ့ကျွန်တော် source တွေလို့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာဒါ ဂျူဝင်ဒက်စ်နဲ့ဒါကျွန်တော်တို့အဲ Rice Move Island ကစိတ်ဝင်စားတဲ့အဆင့်လောက်ပဲရှိတယ်လို့ကျွန်တော်အနေနဲ့ပြောလို့ရတယ်။ဒါပေမဲ့အဲ့ဒီအဆင့်ကပိုပြီးတော့လက်ရှိမှာဒါကစားသမားရဲ့ camp နဲ့တော့တရားဝင်စကားပြောတယ်လို့ပြောလို့ရနေတာမှရှိတယ်။လက်ရှိမှာတွေ့ရတဲ့ source တွေအကုန်လုံးကဒါကျွန်တော်တို့ RP2 source တွေများတယ်လို့ပြောလို့ရတယ်တောင်မှပါတယ်ပေါ့နော်။ချက်တဲ့တစ်ခုပြောရမယ်ဆိုလက်ရှိမှာဒါကျွန်တော်တို့ Antonio Conte ကတော့ဒါကျွန်တော်တို့ Rice Move Island ကိုစိတ်ဝင်စားနေတယ်။လာမယ့်နွေရာသီမှာဒါကျွန်တော် Antonio Conte နဲ့ Manchester United ကစားသမား၂ယောက်ဖြစ်တဲ့ဒါကျွန်တော်တို့ Rice Blue Highland ရဲ့ Alejandro Garnacho ရဲ့နှစ်ယောက်လုံးကိုဒါကျွန်တော်သူ့အနေနဲ့ခေါ်ပေးထားခေါ်ပေးဖို့အတွက်ဒါကျွန်တော်တို့ Napoli ရဲ့ဒါကျွန်တော်တို့အသင်းကိုတောင်းဆိုထားခဲ့တာတွေ့ရမယ်ပြောရမယ်ကြပါပါအဲ့တော့လက်ရှိသတင်းတွေအရဆိုရင်တော့ဒါကျွန်တော် Rice Blue Highland အနေနဲ့ဒါကျွန်တော်တို့အဲလာမယ့်နေရာမှာဒူကူရန်အသေးပြောင်းမှမလား ပေါ်ပါလေအများကြီးမူတည်ပါနာမည်ရန်ချစ်မှုရန်ချစ်စားမှု ရန်ချစ်တာတဲ့မန်ချက်စတာယူနိုက်တက်အသင်းကလာမဲ့နူယာဒီမာရိုက်စ်ဘူဟွိုင်လန်ကိုကျွန်တော်တို့ဒါ UO တန်50ဈေးသတ်မှတ်လိုက်ပြီဖြစ်တယ်ဒီသတင်းကိုလည်းရှိမှ Tier 2 Channel ဒီကနေပေါ်စတင်ပြီးထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့ယုံလို့ရတယ်လို့ပြောလို့ရပါတယ်အဘလို့ပြောတာ Rice Moon Hoyland အနေနဲ့အခုလက်ရှိမှာဒါကြောင့် Manchester United အသင်းအယောက်စီးတင်လိုက်ပြီလို့ဒါ ပြန်ဘောဘောဘောပြောမယ်ဟိုအချမ်းဖြစ်နေထိုင်ရပြောလို့ရတော့ဘောနော်ယူရိုတန်း50ဒီကစားသမောက်ဈေးသတ်မှတ်ထားတယ်။အဲမန်ချက်စတာယူနိုက်တက်တင်နေတာကျွန်တော်နပိုလီနဲ့တော့ဒါကျွန်တော်စကားပြောဖို့အဆီဇင်ရှိတယ်။တရားဝင်တော့ကိုကျင်စကားမပြောသေးဘူး။နပိုလီဘက်ကကမ်ကတော့ဒါကျွန်တော်တို့နပိုလီဘက်ကဒါကျွန်တော်အေဂျင့်နေကတော့ဒါ Red Mobile နဲ့စကားပြောနေပြီဆိုတော့ Collar Halai ထွက်နေတယ်။ဒါကိုတော့ဒါကျွန်တော်တို့အီတလီရဲ့ဒါကျွန်တော်တို့ sources ကစားအီတလီကလည်းမသိရေးထားတာတွေ့ရတယ်မှာပါ။ဒါပေမဲ့အဲ့ဒါတရားတူးလောက်ပဲရှိတယ်ဘောနော်။အဲ့တော့ ပြောချင်တာကလက်ရှိမှာ Rice Mum Hoyland နဲ့သူသွားမယ်ဆိုတော့ Serie ဘက်ကိုသူပြန်သွားဖို့များတယ် Manchester United ကလည်း Rice Mum Hoyland အတွက် Euro 50သေးသက်မှလာပြီဖြစ်တယ်။ဒါပေမဲ့ Manchester United အတင်နေတာချက်အကယ်၍ Napoli နဲ့သာလှုပ်လှုပ်ဖြစ်မယ်ဆိုရင်တော့ Napoli ကသူတို့ရဲ့ဒါကျွန်တော်ကစားသမားဖြစ်တဲ့ဒါ Osimhen ကိုဒီအပြောင်းရွှေ့တဲ့စိတ်သေးသက်အနေနဲ့အသုံးပြုသွားဖို့များတယ်။ဒါကလက်ရှိ Rice Mum Hoyland ရဲ့အကြောင်းအရာပဲ။ဘောတော့ ဒုတိယတယောက်အနေနဲ့ပြောရမယ်ဆိုရင်လက်ရှိမှာဒါကျွန်တော်တို့အန်တိုနီကိစ္စပဲ။ Manchester United အသစ်နဲ့အန်တိုနီကိုလက်ရှိမှာ Real Betis အသစ်မှာခြေစွမ်းပြနေတာကိုသိပြီးဝမ်းသာတယ်လို့သူတို့အနေနဲ့သိရတယ်မှာပါတယ်။အဓိကတော့ဒါကျွန်တော်ကစားသမောင်းအသင်းကိုပြန်ခေါ်ဖို့တော့အစီအစဉ်လုံးဝမရှိဘူး။သူအနေနဲ့ဒါကျွန်တော်အန်တိုနီကိုဒါကျွန်တော်တို့ဒီလိုမျိုးခြေစွမ်းပြတဲ့ကြောင့်လာမယ့်နယူးယာဒီမှာကစားသမားကိုရောင်းချဖို့အတွက်ငွေကြေးများများဆဆိုင်ရနိုင်မယ်လို့ Manchester United အသင်းအနေနဲ့ ခံစားရတဲ့အတွက်ကြောင့်မို့အန်တိုနီဒီလိုခြေစွမ်းပြတာတို့တင်တော်သိတ်ကောင်းတယ်လို့တို့နေယူဆတယ်လက်ရှိမှာ real badis အသင်းကလည်းဒါကျွန်တော်အန်တိုနီကိုဒီနှစ်ထပ်ပို့ပြီးတော့တို့တို့ပို့ခေါ်ခြင်းနဲ့အခုလက်ရှိမှာတို့ရဲ့နီးပြကိုတိုင်ကဒါကျွန်တော်အန်တိုနီကိုဒါသဘောကျတယ်ဗောနော်အဲ့တော့အန်တိုနီနေနဲ့အခုလက်ရှိမှာဒါကျွန်တော်သူကသူစိတ်ကိုတိုင်ကမန်ချက်စတာယူနိုက်တက်အသင်းကိုရာသီကိုရင်ပြန်သွားမယ်ဆိုတဲ့စိတ်ဖြစ်နေတာလက်ရှိမှာဒါကျွန်တော်အန်တိုနီဘက်ကမန်ချက်စတာယူနိုက်တက်အသင်းမှာသူ့နေနဲ့အလုပ်တွေကိုမပြီးပြတ်သေးဘူးလို့ခန့်စားရတဲ့အတွက်ကြောင့်မို့သူ့နေနဲ့ အချိန်ကုန်ပြီဆိုတော့ဆိုအာ and real but this နဲ့ကျော်စာချုပ်တက်တန်ကုန်ပြီဆိုရင်ဒါပေမဲ့ Chester United အသင်းကိုပြန်သွားပြီသူအနေနဲ့ခြေစွမ်းပြန်ပြဖို့အတွက်ကြိုးစားသွားမယ်ဆိုတဲ့တဲ့နေလေတော်တော်လေးကိုတတ်နေတာတွေ့ရမယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့ပြန်စစ်စမ်းကြည့်မယ်ဆိုရင်တော့ကျွန်တော် Anthony နဲ့ Manchester United အသင်းကိုဒါကျွန်တော်တို့သူအနေနဲ့ အဲတခုခုပြုလို့တခုခု လုတ်ပြခြင်းသေးတယ်တခုခုလုတ်ပေးခြင်းသေးတယ်ဆိုတဲ့ပုံစံမျိုးဒါတွေ့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ဒါအန်တိုနီအနီနဲ့ကျွန်တော်ရဲ့ပါစတာတူတယောက်တည်းအမြင်ရပြောမှာဆိုသူနေရီယဘတ်ဒစ်ဘာနီယာသူတို့ပိုကောင်းမလို့မြင်နေသူနဲ့ယူနိုက်တက်ကိုပြန်သွားတာဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဒါသူပျော်တဲ့ environment ကသူတို့ပို့ပြီးအဆင်ပြေမလို့မြင်နေယူနိုက်တက်ဘက်ကလက်ရှိမှာဒါအန်တိုနီဘက်ဒါရိုက်စ်မူဟွာလန်လိုပဲဇီတက်မှတ်လိုက်ပြီဖြစ်တယ်ယူရို35တန်းနဲ့တန်း40ကြာမှာဒါကျွန်တော်အန်တိုနီကိုကြိုက်စည်းပေးတဲ့လူဖြစ်ရင်တော့ခေါ်ယူလို့ရသွားနိုင်တယ်ဆိုတဲ့သတင်းတပ်ပတ် ဈေးကိုဒါသတ်မှတ်လိုက်ပြီးဖြစ်တယ်ဘောနော်အဲ့တော့အန်တိုနီကိုတော့အခုလက်ရှိမှာရီယယ်ဘက်တစ်စ်နဲ့ဘာဆက်လုပ်ဖို့ရှိလဲဆိုတော့သူတို့အနေနဲ့ကမန်ချက်စတာယူနိုက်တက်ဒေါင်နဲ့ယူရို35သန်း40ကိုတနစ်ထဲပေးချေဖို့တအခြေအနေမကောင်းသူတို့အနေနဲ့ဒါပတ်စံဆုမယ်ဘောနော်အဲ့ရီယယ်ဘက်တစ်စ်နဲ့အန်တိုနီကိုတနစ်ငါထပ်ပြီးတော့ခေါ်ခြင်းနဲ့ပြီးရင်တော့တန်နဲ့တက်တယ်ဆိုရင်တော့အပိသက်ခေါ်ယူပိုင်ခွင့်ဆိုဆိုတဲ့ပါစာချုပ်မျိုးနဲ့ဒါကျွန်တော်တို့စာချုပ်လိုပုံစံမျိုးနဲ့ဒါကျွန်တော်အန်တိုနီကိုခေါ်ခြင်းနဲ့ဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းနေနေဒါကျွန်တော်အန်တိုနီကိုလည်း အကယ်၍သာဒါကျွန်တော် real badness မဝင်ဘူးဆိုလဲ Juventus ကဒါ Anthony ကိုချောင်းတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ Anthony ကို real ပဲကျွန်တော်တို့ဒါ Juventus ကလိုချင်တယ်ဆိုတဲ့သတင်းကတော်တော်လေးကို strong ဖြစ်လာခဲ့တယ်။တဖြည်းဖြည်းနဲ့ tier 2 level လောက်တက်လာခဲ့ပြီလို့ပြောလို့ရတယ်မှာပေါ့။အဲ့တော့ Anthony တယောက်လည်းလာမဲ့နေရာဒီမှာ Manchester United အသင်းရဲ့ရောင်းချမှုလူစင်းရဲ့ဒါကျွန်တော်အဓိကကစားသမားတွေကတယောက်ဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါပါတယ်။အဲ့တော့ နောက်ဆုံးတစ်ယောက်ကတော့ market ratio ပဲ Manchester United အသင်းရဲ့ market ratio ဇလန်ကတော့ပြီးဆုံးသွားပြီလို့ဒါ Manchester United ဘက်ကသတ်မှတ်ထားတယ် market ratio ကိုယ်တိုင်ကလည်းလက်ရှိမှာသူ့အနေနဲ့သူဒီရာသီကိုယ် Aston Villa ကစားသမားဖြစ်မယ်လို့သူကိုယ်သူသတ်မှတ်ထားတယ်ဒီမှာပါတယ်အဲတချို့သောပြည်သက်တွေကဒါလက်ရှိမှာရာသီကိုယ်ကတော့ market ratio အသင်းကိုပြန်လာနိုင်ကြည်ရှိလားဆိုပြီးတော့မေးခွန်းနဲ့ကျွန်တော်မေးတယ်ဒီမှာပါတယ်ကျွန်တော်အနေနဲ့ပြောမှာဆိုလက်ရှိမှာ United အသင်းအနေနဲ့ market ratio သူတို့အနေနဲ့အသင်းကိုခေါ်ဖို့အတွက်အစီအစဉ်မရှိတော့ဘူးလို့ကျွန်တော်နေမြင်တယ်အက်စတွန်ဗလာအသင်းကလည်းရာသီကိုယ်ပြီဆိုရင်ဒါကျွန်တော်သဘောတူညီချက်ဖြစ်တဲ့ဒါရာသီကိုယ်အပိသက်ခေါ် ်ယူမှုဖြစ်တဲ့ပေါင်တန်း40ဆိုတဲ့ဥစ္စာကို exercise လုပ်သွားဖို့အတွက်တည်ကြတော့ဖြစ်နေပြီလို့ကြားသိရတယ်မှာပါအဲ့တော့ Aston Villa သင်းကလာမယ့်နှစ်မှာဒါကျွန်တော်တို့အခြေအနေဒီကောင်းတဲ့အတွက်ကြောင့်မို့လားကျွန်တော်တို့သူတို့ရဲ့ကွင်းနဲ့ကစားသမားဖြစ်တဲ့ Anson CEO ရဲ့ ratio ရဲ့ကိုလာမယ့်နေရာဒီမှာအပိသက်ခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေပြီဖြစ်တယ်။ United ကလက်ရှိမှာ ratio ကိုဒါကျွန်တော်တားသွားမှာမဟုတ်ဘူးနဲ့ ratio ကိုတိုင်ကလည်း Aston Villa မှာပြောင်းနေပြီဖြစ်တဲ့ကြောင့်မို့ Aston Villa ကစားသမားဖြစ်သွားဖို့လည်းရာခိုင်နှုန်းများနေ။အဲ့တော့ White Line ရဲ့ဒါကျွန်တော်တို့ Anthony ရဲ့ဒါကျွန်တော်တို့ မာကက်ရက်ရှူရဲ့အပြောင်းရွှေ့ကနေပြီးတော့မန်ချက်စတာယူနိုက်တက်အနေနဲ့ ပေါင်တန်း120လောက်အလူရှိနေတယ်ဆိုတဲ့သတင်းတွေကအမှန်ဖြစ်ပါတယ်အဲ့ကနေလည်းရဖို့ရရခိုင်နှုန်းတွေများနေဖြစ်ပါတယ်အရက်စမဟိုင်လန်ကမတိကြပါဘဲအန်တိုနီနဲ့ဒါကျွန်တော်တို့ market value အပြောင်းအရွှေ့ကနေ Manchester United တင်းနဲ့ပေါင်တန်း80လောက်ရဖို့အတွက်ပြင်ဆင်လာခဲ့ဖြစ်တယ် Manchester United အတွက်ကဒါကျွန်တော်ကစားသမားပြန်အဝယ်မှာတော့တော်တော်လေးအဆင်ပြေမယ်လို့ပြောလို့ရတယ်လို့ပြောရင်းနေပဲကျွန်တော်သွားကုန်ပြီပေါ့ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းလဲဆိုရင်တော့ Youth Sport Media 3.0 ਨੇ TV Voice တို့မှာကြည့်လို့ဆိုရင်ပေါင်ကူညီလို့ရပါတယ်မြန်မြန်လေးလည်းကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှမြန်မြန်နဲ့ ဖြစ်ပါတယ်အားလုံးမကြုံပါနဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစေဆုမောင်းတောင်းပြီးနေပဲကျွန်တော်အသုံးပြုပါဗျာအားလုံးမကြုံပါနဲ့ဒီပါဗျာ